မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရန်ကုန်မင်္ဂလာတုံးလေးစိတ်ကို PDF အဖွဲမှာ short title များဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့ဆွဲတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မင်္ဂလာတုံးလေးစိတ် short title များဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရကြောင်းအခင်းဖြစ်ရာနေရာအနီးတွင်နေထိုင်သည့်တရေကြီးမြတ်တဦးထံမှသိရပါသည်ဖြစ်စဉ်မှာယမန်နေ့နိုဝင်ဘာ29ရက်ညနေ4နာရီခွဲခန့်အချိန်တွင်ရန်ကုန်အပီပီဆိုင်ရာလေးစိတ်တွင်ဖြစ်ပွားခဲ့ကြောင်းအဆိုပါတရေကြီးမြတ်မှဆိုပါသည် အဆိုပါပြစ်ခတ်မှုကိုစီကဘာဝင်အတွင်မှပြစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းကနအူးသတင်းများအရသိရပါတယ်။လေစိတ်ကိုရှော့တိုက်တုံးကားလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းမှဆက်လက်ပြောဆိုထားပါတယ်။ရှော့တိုက်တုံးကားလုံးအနက်တစ်လုံးသည်လေရင်ပြေးလမ်းပေါ်ကျရောက်ခဲ့ကြောင်းသိရပြီးပြီးလောက်မှုဖြစ်ပွားခဲ့ကြောင်းအထက်ပါသတင်းရင်းမြစ်မှဆိုပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင်လေစိတ်ရှိလုံခြုံရေးတပ်ဖွဲ့များမှလည်းပြန်လည်ပြစ်ခတ်မှုများရှိခဲ့ကြောင်း၎င်းမှဆက်လက်ပြောဆိုထားပါတယ်။ ရန်ကုန်မင်္ဂလာတုံးလေးစိတ်ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး VWNE ပတ်ပေါ်မှုဖြင့် Liberty တန်တာနေ Anonymous Mission 10 Alpha အဖွဲ့တို့မှပူးပေါင်း၍နိုဝင်ဘာ29ရက်ညနေ4:16မိနစ်တွင်မင်္ဂလာတုံးလေးတက်အားရှော့တိုက်တုံးခုနှစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအတီးပြူထုတ်ပြန်ထားသည့်ကိုတွေ့ရပါသည် ရှင်းထုတ်ပြန်ချက်တွင်ရန်ကုန်မင်္ဂလာတောင်လေးစိတ်အဒီအနာသို့58နာရီအတွင်းအသွားလာမပြုတ်လောက်ကြရနှင့်ဒလေးကောင်တာအတက်ချ်အဖြစ်အဆိုပါတရာသို့ရှော့တိုက်တုံးများလဲထမ်းမှန်ရောက်ရှိနိုင်သည့်အတွက်ပြည်သူများအနေဖြင့်လုံးဝမသွားရောက်ကြရဆိုသည့်သတိပေးစာများပါထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရပါသည် ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းရန်ကုန်မြို့ပြည်လန်းရှိစေမိုင်ကုန်းစစ်စေးရိတ်ဂိတ်တွင်ရန်ကုန်လေစိတ်ကိုဖောက်ခွဲမှုပြုလုပ်ရန်လက်လုံမိုင်းများတည်လာသည့်အမျိုးသားနှုတ်ကိုဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့မှုပါတယ်။ဆက်လက်ပြီးမဲဆင်းအတွက်စေအုပ်စုနှင့်လက်အောက်ခံအဖွဲ့ကအိမ်တိုင်းကိုလိုက်လံမိမြန်စစ်ဆေးတဲ့ဆွေတရိတ်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရှမ်းကုန်းတိုင်းမြို့နယ်ချို့တွင်မဲစရင်အတွက်စေအုပ်စုနှင့်လက်အောက်ခံအဖွဲ့များကတအိမ်တက်တအိမ်စစ်အိမ်တိုင်းကိုလိုက်လံမေးမြန်းစစ်ဆေးနေကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါသည်။မင်္ဂလာတောင်ညုံ၊ညဥကလာ၊တာကေတတောင်တကုန်းနှင့်အင်းစိန်မြို့နယ်များရှိရက်ွက်အများစု၌မဲစရင်အတွက်ရက်ွက်အုပ်ချုပ်ရေးမှုအပါအဝင်အရက်ွက်စစ်ဘက်မှယာတူကြီးပိုင်းကရဲလောက်ဝကနှင့်ထွေအုပ်ဝင်နှင့်များစစ်ဆေးနေခြင်းဖြစ်ကြောင်းရန်ကုန်မြေပြင်ကင်းထောက်ခွရရန်ကုန်စကောက်နက်ဝက် RSN နှင့်မင်္ဂလာတောင်ညုံကင်းထောက်အဖွဲ့ MGDM စကောင့်ထံကသိရပါတယ်။ဒေသခံများကိုစုံစမ်းရတွင်လည်းရေဖြစ်စဉ်မှန်ကန်ကြောင်းသတင်းဌာနကိုအတည်ပြုပါတယ်။ရခိုင်ရများကလန်တပိုင်းတစကိုသာစစ်ဆေးတော့လေရမန်နီနိုဝင်ဘာ28ရက်တွင်ဖို့မင်္ဂလာတောင်ကျွတ်မြို့နယ်ကန်တော်လီတောင်ကန်တော်လီမြောက်နေဖာစာပလာရက်ခွက်ပတ်တွင်စေအုပ်စုနှင့်လက်အောက်ခံအဖွဲ့များကအုပ်စုခွဲ၍တပြိုင်တည်းစစ်ဆေးခဲ့ပြီးလက်ရှိချိန်ထိစစ်ဆေးနေဆဲဖြစ်ကြောင်း MGTM စကောက်အဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ် သူတို့တွေအကုန်လုံးကအထက်အမြင့်ဆုံးအောက်မှာပဲရက်ဆောင်နေပြီသူတို့တွေကရက်ွက်ယုံကလူတစ်ယောက်နဲ့ထွေအုပ်ဝင်တဲ့တယောက်လောက်ဝကကတယောက်လောက်ပဲစာအုပ်နဲ့အပေါ်တက်ပြီးစရင်တိုက်စစ်တယ်လို့သိရတယ်ဗျာဘေကွန်ကတော့သကောင်စရင်ကြည့်ပြီးပြီလားမပါရင်ဘာလို့မပါတာလဲမပါရင်သွားပြောင်းခိုင်းကြောင်စသဖြင့်မေးပြီးချိန်ချောက်တာကရက်ွက်နေရာလန်းအလိုက်မူတည်ပြီးကွာသွားတယ်ဗျာဟုလက်ကောင်းကပြောပါတယ်မင်္ဂလာတောင်ညွတ်ညွတ်နေတာမှာကမြောက်ဥကလာတာခေတာတောင်နဂုံနှင့်အေးစိတ်ညွတ်နေများတွင် ိုဝင်ဘာလ28ရက်နေ့ကစပြီးနန္ဒနေ့ညနေပိုင်းတွင်တကောင်စရဲလိုက်လံစစ်ဆေးသွားခြင်းကြောင့်မဲစရဲအရေးအတွက်စစ်ဆေးခြင်းဖြစ်ကြောင်းအရက်ဆန်မတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်ဖီအာပေချင်းချောက်သွားတာတော့မကြသေးပါဘူးဗျာမဲစရဲကြည့်ပြီးပြီလားဆိုပြီးလိုက်အောင်မေးသွားတာတွေ့ရှိပါတယ်ဟုလကောင်ကဆိုပါရယ်ဒီရတာကိုအရင်ရှောင်ကြပါလို့မှားခြင်းပါရဗျတခုခုဆိုကိုနဲ့ကိုမိသားစုကိုဒုက္ခပေးလာနေတာမို့ရုတ်တရက်ရှောင်မရရင်သူတို့ပြောတာတွေကိုခဏအောင်ဤနားထောင်လိုက်ပါ ပြီးမှပဲမဲမပေးတာဖြစ်ဖြစ်ဘာဖြစ်ဖြစ်လှုပ်တဲ့နာလှုပ်ကြပါလို့ပြောချင်ပါတယ်ဟု၎င်းကအကြံပြုပါတယ်ပြည်သူများအနေဖြင့်ခံယူချက်ရည်ရွယ်ချက်များကိုစိတ်ထဲတွင်ထားပြီးမိမိအခြေအနေပေါ်မူတည်ပြီးရှောင်ရှားလှုပ်ဆောင်ရန် MTTM စကောက်မှတာဝန်ရှိသူကတတိပေးပါရယ်ကျွန်တော်တို့ဘက်ကတော့မဲစရင်မပြင်းနဲ့မထဲနဲ့လို့အတင်းတော့အားမပေးသလိုပြင်မာထဲပါလို့လည်းမတိုက်တော့ပါဘူးခမညာအစိုးရနဲ့ဆက်မနေတော့အချို့အပိုင်းတွေမှာလှုပ်ရှားရပြုတ်မှုရတာခက်ခဲတယ်ဆိုတာနားလေတာမလို့ ဘေးရွက်ဆိုးကျိုးတွေမဖြစ်အောင်တတိထားလိမ်မှာပါနေကြဖို့ပဲမှာကျင်ပါတယ်ခင်ဗျာဟုအကြံပြုပါတယ်။လာမယ့်2025ဒီဇင်ဘာလ28ရက်တွင်စစ်အုပ်စုကကျင်းပမယ့်ရွှေကောက်ပွဲအတွက်ရန်ကုန်မြို့တွင်စစ်အုပ်စုကပါတီအသီးသီးဤဆိုင်းပုတ်များကိုခက်စိတ်စိတ်ထူထောင်ထားခြင်းတလန်းဝင်တလန်းထွက်အသံချက်ဆက်များဖြင့်ဘေးဘေးရန် PRP တိုက်တွန်းခြင်းများကိုလှုံ့ဆော်နေပါတယ်။တဖက်တွင်လည်းစေအုပ်စုကနေ့စဉ်မတရားဖမ်းဆီးမှုများလှုပ်ဆောင်နေခြင်းကြောင့်မျိုးကန်လူငယ်များမှကြီးလန့်စာစားတဲ့ကဲ့သို့စိုးရိမ်နေကြောင်းဒေသခံများကဆိုပါတယ် ဆလပီတမရဦးဝင်းမင်းနဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွှတ်ပေးဖို့ဥရောပပါလီမန်တောင်းဆိုတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းပြုလုပ်မဲ့မြန်မာစစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုပယ်ချကြောင်းဥရောပပါလီမန်ကဒိုဝင်မာ28ရက်နေ့မှာထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါတယ်။ အဓမ္မတတသစ်စုဆောင်မှုနှိမ့်ဆက်မှုတရားလက်လွန်တပ်ဖြတ်မှုအကြောင်းမဲ့ဖန်ဆီးမှုလေအခြေခံအကြံဖတ်မှုနှင့်စနစ်တကျပြစ်ဒဏ်မှတညာခွင့်ရနိုင်မှုအပေါ်ပေမြန်မာစစ်ကော်မရှင်ရဲ့ဖိနှိပ်မှုနီလန်းတွေကိုဥရောပပါလီမန်ကတတိပေးလိုက်ပါတယ်မြန်မာပြည်သူတွေအတွက်တာရှိခံသောငြိမ်းချမ်းရေးရရှိရေးချက်ချင်းအပြည့်ရစေဖို့နှင့်အကြံဖတ်မှုတွေအဆုံးသတ်ဖို့ထုတ်ပြန်ချက်ကတောင်းဆိုပါတယ်မြန်မာမှာအကြမ်းဖက်မှုတွေရှိနေပြီးလက်ရှိအခြေအနေမှာပွလင်းမြင့်တာမှုနဲ့အလုံးပါဝင်မှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဟာ နိုင်ငံတကာစံနှုန်းအလုံးချိုးပေါက်ပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ယူဆလို့မရဘူးလို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။နိုင်ငံရေးပုံမှန်တွေနဲ့ထိမ့်သိမ့်ကအချင်းကြခံထားရတဲ့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုချွေးချက်မရှိချက်ချင်းလွတ်ပြေးဖို့ထုတ်ပြန်ချက်က တောင်းဆိုပါတယ်။မြန်မာစစ်ကော်မရှင်ကိုနိုင်ငံရေးစည်းဝါးရေးနဲ့စည်ရေးအရကြောတော့နောက်ခံပြုနေတဲ့ရုရှားနဲ့တရုတ်အပါအဝင်ကမ္ဘာနိုင်ငံတချို့ကိုထုတ်ပြန်ချက်ကရှုတ်ချပါတယ်။နိုင်ငံတကာရဲ့တရားဝင်မှုရရှိဖို့မြန်မာစစ်ကော်မရှင်ရဲ့ကြိုးပမ်းမှုကို ကိုစားပြုတဲ့တရားမဝင်ရွေးကောက်ပွဲရလဒ်တွေကိုထုတ်ပြန်ချက်ကရှုံချပါတယ်။လွတ်လပ်မှုခုံတိတ်ခါနဲ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေတရားဝင်ဒီမိုကရေစီကိုယ်စားလှယ်တွေ NUG တိုင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေနဲ့မစုံမနစ်အတူယက်တီကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။ဆက်လက်ပြီးပေါင်းနယ်မြို့နယ်ကြောက်ကြီးတောင်အကြံဖက်စစ်အုပ်စုခေစခန်းကိုစနိုက်ပါလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြံဖက်စစ်သား၂ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ကူတိုင်းပေါင်းနေမျိုးနဲ့ကြောက်ကြီးတောင်အကြံဖက်စစ်တပ်ကိစ္စခန်းကိုစနိုက်ပါလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်း3601တက်ရဲစစ်ထောက်လိုက်ရေးတဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကသတင်းဌာနကိုပြောကြားပါတယ်နိုဝင်ဘာလ22ရက်နေ့နနက်10:35မိနစ်ခန့်တွင်ပေါင်းနယ်မြို့နယ်ကြောက်ကြီးတောင်အကြံဖက်စစ်တပ်အထိုင်ဂိတ်စခန်းကိုဒေါ်လာရေးတပ်ဖွဲ့များကစနိုက်ပါလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိုတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်မှစစ်သား၂ဦးသေဆုံးခဲ့ပြီးသေဆုံးသွားသောစစ်သားအလောင်းများကိုကြောက်ကြီးတောင်စစ်တပ်အထိုင်ဂိတ်စခန်းအနီးတွင်မြေမြုပ်ခဲ့ကြောင်းသိရပါသည်။ရဲတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်ဘက်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ဖိကတ်တိုက်ခိုက်ခဲ့ရာတော်လရဲရဲဘော်များအနီးရှိတဲများကြီးရွာများကိုကြားရောက်ပောက်ကွဲခဲ့တော်လဲတော်လရဲရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ကျွန်တော်တို့တော်လရဲရဲဘော်တွေကစနိုက်ပါလက်နက်ငယ်တွေနဲ့တွားရောက်ဖိကတ်တိုက်ခိုက်ခဲ့တာပါ စစ်ခွေးနှစ်ကောင်ကတော့နေရာမှာတင်ပွေးချင်းပြီးတည်ဆုံနေတည်ဆုံသွားတဲ့စစ်ခွေးအလောင်းတွေကိုကြောက်ကြီးတောင်သူတို့အထိုင်ဂိတ်စခန်းအနီးမှာရေမြုပ်လိုက်တယ်လို့သိရတဲ့ဟု3600တင်တရရနှစ်စစ်ထောက်လမ်းရေးနေတရင်ပြကြားရေးတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုယူဟာ27မှရဲဘော်များနှင့်3600တက်တရရုံမှရဲဘော်များကဖူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။